ဒါကတော့မြန်မာနိုင်ငံပဲခူးယူမှတဲ့မှာပဲရှိတဲ့ဖန်သားခန္ဓာကိုယ်နဲ့ထူးဆန်း၅မျိုးစိတ်တွေပဲဖြစ်ပါ යි ။ဒီ၅မျိုးစိတ်တွေကိုမြန်မာသုတေသနပညာရှင်တွေတောင်မှတွေ့တာမကြသေးပဲနဲ့အခုနောက်ပိုင်း၂၁ရာစုရောက်မှရှာတွေ့ခဲ့ကြတာဖြစ်ပါ යි ။ဒီ၅ရဲ့ထူးခြားချက်ဟာခန္ဓာကိုယ်တစ်ခုလုံးဟာလည်းဖန်သားနဲ့ဖြစ်နေပြီးတော့ထုတ်ချင်းပေါက်ထွင်းပေါက်မြင်နိုင်ရတဲ့ခန္ဓာကိုယ်ရှိနေတာဖြစ်ပါ යි ။ ဒါပေမဲ့လည်းအရွယ်ကတော့လက်သေးကုန်အရွယ်လောက်ပဲရှိပြီးတော့သူတို့ရဲ့ဒီခန္ဓာကိုယ်တည်တည်လေးကရေထဲမှာဆိုရင်တော့ jelly bell လေးမျောနေတယ်လို့လှုပ်ရှားသွားလာကြပါပြီ။ရေကြီးကြီးထဲမှာဆိုရင်တော့ဒီငါးလေးတွေကူးနေတာကိုလုံဝကူမှမတွေ့ရတော့တဲ့အထိကိုခန္ဓာကိုယ်ရဲ့အကြည့်တက်ဟာလည်းမြင်မလွန်ပါဘူး။ဒီငါးလေးတွေရဲ့အောင်းအဆီယာထူကြတဲ့အချက်ကတော့ အရင်နေ့မလိုက်ဖက်အောင်ကိုကျေလောင်တဲ့အတန်ကိုထုတ်လွှင့်နိုင်ကြတာပဲဖြစ်ပါတယ်။ဒီတန်ကိုသူတို့ရဲ့ swing pleader လို့ခေါ်ခဲ့ပြီးတော့ငါးကိုရောက်ထဲမှာနေနိုင်အောင်လို့လှုပ်ဆောင်ပေးတဲ့ကိုရင်းအင်္ကာနာကကြွက်သားတွေကိုအသုံးပြုပြီးတော့လွှင့်ထုတ်ကြတာလည်းဖြစ်ပါတယ်။လက်သေးကုန်းလောက်ငါးလေးကလည်းအတန်ကျကျထုတ်တယ်ဆိုလို့ဖာအော့တန်လောက်ပဲရှိမယ်လို့အားလုံးကထင်ထားကြပေမဲ့ တကယ်တမ်းမှာတော့ဒီငါးတွေရဲ့ဝမ်ကောင်းဟိမ့်တန်ဟာအတန်တိုးကျက်ကိုတိုင်းတာတွေရင်းနေတဲ့အတွက်ကြည့်မယ်ဆိုရင်တော့140ဒေစီဘယ်ထိတောင်မှကျက်လောင်တာကိုတွေ့ရပါတယ်။ဒါဟာပစ္စတိုတနက်ပြက်ခတ်တန်နဲ့ဂျက်လင်ရင်တစင်းရဲ့ပြန်တက်တန်တို့နဲ့ကိုတွေ့ညီပြီးတော့130ဒေစီဘယ်လောက်ရှိတဲ့ဆင်အော်တန်ထက်တောင်မှပိုပြီးတော့ကျက်လောင်တာလည်းဖြစ်ပါတယ်။ နားလေလျောင်လို့ပြောမယ်ဆိုရင်တော့ဒီငါရီရဲ့ order ဟာတောနေတော်အားလုံးရဲ့ရည်ရွယ်ချက်ရှိရှိထောက်လွတ်တဲ့အတန်ထက်တောင်မှကျေလောင်ပြီးတော့ဆူရှာပါသေးတယ်။ဒါကြောင့်မလို့ဒီလိုမျိုးထူကြတဲ့အတန်အင်အားကိုဘာကြောင့်ထောက်လို့ရတယ်လဲ။ဆိုပြီးတော့လေးလာလိုက်တဲ့အခါမှာဒီငါရီကသူတို့ရဲ့ပိုင်နဲ့ဖြစ်ကြောင်ကြင်ညာတဲ့နေရာမှာအသုံးပြုတာကိုတွေ့လိုက်ရပါပြီ။ပိုင်နဲ့လူတာနေရာတတ်မှတ်တာဒါမှမဟုတ်ရင်ငါအထီးချင်းချင်းဆက်သွယ်တာစားတယ်လူမှုဆက်ဆံရေးကိစ္စတွေမှာစေရတန်ထက်ပြင်းထန်တဲ့ဝန်ကောင်းတန်ကြီးကိုထုတ်ပြီးတော့လွှတ်တက်ကြပါပြီ။ ။ဒါပေမဲ့လို့ငါးမတွေကတော့ဒေတန်ကိုထောက်လွှတ်နိုင်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိတဲ့အကြောင်းအထူးရည်လိုမျိုးမအောင်ကြပါဘူး။ဒါကြောင့်မလို့ဒီလိုမျိုးထူဆန်းပြီးတော့အော်ဒန်တွေထောက်လွှတ်တတ်တဲ့လက်သေးခွန်အရွယ်စားလောက်ပဲရှိတယ်။ကမ္ဘာတင်းငယ်ဆုံးငါးမျိုးစိတ်ကိုဒန်နီယိုနဲလာဆယ်ရယ်ဘရန်လို့အသတ်မှတ်ခဲ့ကြပြီးတော့2021ခုနှစ်မှာမြန်မာမျိုးရင်းငါးမျိုးစိတ်ဖြစ်ကိုမှဆင်းရဲသွင်းနိုင်ခဲ့ပါပြီ။ဒါပြင်ကောမှာအဆိုပါဒန်နီယိုနယ်လာငါးရီရဲ့အောင်ဝတ်ရနေထိုင်မှုကိုလည်းကမ္ဘာသုတေသနအဖွဲ့ကြီးကိုစီးရင်ပြုစုတင်ပြခဲ့ပြီးတော့နိုင်ငံတကာရဲ့အဆိုပါမျိုးစေ့တိရှာဖွေတွေ့ရှိမှုအပေါ်ကိုမျှော်လင့်ပြုနေခဲ့ကြပါသည်။ဒါကြောင့်မဲ့ဒန်နီယိုလာငါးရီနဲ့တူတဲ့တခြားသောမျိုးစေ့တွေကိုကမ္ဘာနိုင် င်ငံတည်တည်မှရှာဖွေခဲ့ကြပါမယ်လေလုံအောင်ကိုမှမတွေ့ရဘဲနဲ့မြန်မာတနိုင်ငံတဲမှာတာလျင်တွေ့ရတဲ့ထူးခြားမျိုးစိတ်ဖြစ်ကြောင်းကိုအတည်ပြုခဲ့ရပါတယ်။လက်ရှိမှာတော့ဒီငါးလေးတွေကိုပကိုးရိုးမတောင်ဆောင်တွေကနောက်ကြည့်တဲ့စမ်းကြောင်းတွေမှာပေါ်ပေါ်မြမြတွေ့ရပြီးတော့မော်ဘီမျိုးအနောက်တောင်ဘက်မှာရှိတဲ့ဆင်းမြောင်းတူးမြောင်းတွေမှာလည်းတွေ့ရှိရတယ်လို့တီတိုစကားတွေလည်းကြားရပါတယ်။ ြန်မာမွေးမြူရေးနယ်ဇီဝထောက်လှမ်းရေးအဖွဲ့တွေကတော့နိုင်ငံတကာကားတော်မှာအသေးအတန်လိုချင်နေကြတဲ့ဒီငါလေးတွေကိုထိမ့်သိမ်းစောင့်ရှောက်နိုင်ဖို့ကြိုးပမ်းနေပြီးတော့မြန်မာနိုင်ငံရဲ့တခြားသောဒေတာတွေမှာရောတွေ့နိုင်ပါအောင်မလားဆိုပြီးတော့လည်းစ조사ရှာဖွေနေကြပါပြီ။ကဲပရိသတ်တို့ကြီးတကယ်တော့ပကူရုံးမတွေကဖန်တားခန္ဓာကိုယ်နဲ့ထူးဆန်း၅မျိုးစေ့လေးတွေအကြောင်းကိုကျွန်တော်ရဲ့ကိုရဲမြန်မာ channel လေးကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါပြီ။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။